နမဝေမြင့်ကိုအားကြလို့နှစ်ခုလုံးကိတ်ချင်နေတဲ့ရွှေကျော်သူရိမင်းခန့်အလုံးမဲမင်္ဂလာပေါင်းဗမစ်နန်းကနေချက်ဆွလိုက်ပါတယ်နမဝေမြင့်ဟာကလေးတွေကိုတရားဓမ္မတွေသင်ကြားပေးခဲ့သူဖြစ်ပြီးအေဂျင့်နဲ့အတွင်မြင့်ကြောင့်လူအများရဲ့ချစ်ခင်လေးစားမှုကိုရရှိခဲ့တဲ့သူပေါင်းမျက်နှာလေးကလည်းချစ်စရာကောင်းသလိုခန္ဓာကိုယ်အချိုးအစားကလည်းပြည့်ပြည့်လှပတာကြောင့်မြို့သမီးချင်းပါအားကြခဲ့ရတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ခဲ့ပါတယ် ောက်ပိုင်းမှာတော့နမဝင်မြင့်ကခနာကိုကလည်းအရင်ကြီးမလာတဲ့အပြင်မျက်နှာကလည်းအရင်ကလောက်အေးချမ်းမှုမျိုးတွေကိုမတွေ့ရတော့ပါဘူး။ပြောင်းလဲသွားတဲ့နမဝေမြင့်ကိုတော့လူအများကအာသင်ခဲ့ကြပါတယ်။အခုဆိုရင်တော့နမဝေမြင့်ကခနာကိုကိုပေါ်လွင်စေမဲ့ဝေစားရီကိုဝစ်ပြီးတက်ထဲမှာတော့တချင်းသွားဆုံနေပါပြီ။နမဝေမြင့်ရဲ့ခနာကိုကလည်းအရန်ထွားချိုင်းလာတာကြောင့်ဘသူကမှသဘောမကျတော့ပါဘူး။သူခနာကိုကိုမြို့သမီးချင်းချင်းတော့သဘောမကျတဲ့အချိန်မှာကြိတ်ပြီးခိုက်နေသူတယောက်ကတော့လီမင်ဟိုကလုံးရွှေကြိုးသူရိမင်းခန့်ဖြစ်ပါတယ်။ ရိမင်းခန့်ကအကယ်ဒမီဘေးဘွဲမဆောက်ခင်ကတည်းကငိုနေခဲ့သူဖြစ်ပြီးအကယ်ဒမီဘေးဘွဲပြီးတဲ့အချိန်မှလည်းအချောင်းရှာပြီးငိုတက်ပါတယ်။သူရဲ့အင်တာဗျူးတိုင်းမှာမကြာခဏငိုနေလို့လီမင်းငိုဆိုတဲ့နာမည်ကိုတောင်ရထားတာပေါ့။သူရိမင်းခန့်ဟာနမဝေမြင့်ရဲ့ခနာကိုကိုသဘောကျနေတာဖြစ်ပြီးနမဝေမြင့်လို့တင်းနေရင်နေကိတ်ချင်တာဖြစ်ပါတယ်။နမဝေမြင့်ကိုအရင်ကတည်းကအားကျနေရပြီးအပြစ်မှာတွေ့လိုက်တဲ့အချိန်မှဟမ်မဆောင်နိုင်တော့ပဲသူ့လိုခနာကိုရကျင်ကြောင်ပြောလာခဲ့တဲ့သူပေါ့။သူရိမင်းခန့်ဟာယောက်ျားတစ်ယောက်ဖြစ်ပေမဲ့လည်းနမဝေမြင့်ရဲ့ခနာကိုကိုရကျင်နေတာကြောင့်အော်နေ နေကြပါတယ်။နမဝေမြင့်ကတော့သူ့ခန္ဓာကိုယ်ကသဘာဝတိုင်းကြီးမားလာတာဖြစ်ပြီးဆီလီကွန်တွေထည့်ထားတာမဟုတ်ဘူးလို့ဆိုပါတယ်။နမဝေမြင့်တို့ကညီမနှစ်ယောက်ရှိတာဖြစ်ကညီမနှစ်ယောက်လုံးကလည်းကိတ်ကြတယ်လို့ဆိုပါတယ်။သူတို့ညီမနှစ်ယောက်လုံးကရွံ့ရောက်လာတဲ့အချိန်မှာဟော်မုန်းပြောင်းလဲကြအောင်သူတို့ ်ကကိတ်သွားခဲ့တာဖြစ်ပြီးဆီလီကွန်တွေထည့်ထားတာမဟုတ်ဘဲအစ်စ်ဖြစ်ကြောင်းနမဝင်မြင့်ကအာမခံထားပါတယ်ခနာကိုအောက်ပိုင်းကြီးမားနေတာကလည်းဒိုင်ဘာခံထားတာလည်းမဟုတ်သလိုဆီလီကွန်ထည့်ထားတာလည်းမဟုတ်ဘဲသဘာဝတိုင်းဖြစ်ပေါ်နေခဲ့တာပေါ့နမဝင်မြင့်ရဲ့ခနာကိုကဘာမှခွဲစိတ်ထားတာမဟုတ်ဘဲသူ့သဘာဝတိုင်းကုသိုလ်ကံအကျိုးပေးတာကြောင့်ဖြစ်ပေါ်လာပြီးပြင်ကတော့အရန်အားကြနေပါတယ်နမဝင်မြင့်ရဲ့ခနာကိုချိုးစားလေးသာသူ့မှာရလာခဲ့ရင်အရန်နှောက်သွားမှာပဲဆိုပြီးစိတ်ကူးတွေရင်ခဲ့ရတာကြပြီးဖြစ်ပါတယ် နောက်ဝဝင်မြင့်မှာပြင်ဆင်ထားတာဆိုလို့မျက်ရင်နဲ့နှာခေါင်းမဲရှိပြီးအခုလိုခနာကိုလှပရတာကလည်း အိမ်မှာကြမ်းတိုက်အိမ်တန်းရှင်းလို့မိသားစုအလုပ်တွေလုပ်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။သူတွေမြခန့်ကနဝဝင်မြင့်လို့ခနာကိုရချင်းပေမဲ့လည်းသူ့ပုံစံကတော့ယောက်ျားပီတာနေလို့အငငယ်နေရပါတယ်။ဒါပေမဲ့သူ့ဘဝမှာတော့လောသမြကိုဘောဂဝရီမေတော်ကြီးကဖြည့်ဆည်းပေးတာကြောင့်နဝဝင်မြင့်လို့ဂိတ်ချနာကိုလည်းဘောဂဝရီမေတော်ကြီးထမဆူတောင်းကြည့်ပါလားဆိုပြီးဝိုင်းပြောနေကြပါတယ်။သူတွေမြခန့်တို့ငငယ်ကစီးပွားရေးအဆင်မပြေပဲချွတ်ချွတ်တက်တက်နေခဲ့ရတာပေါ့။ဘောဂဝရီမေတော်ကြီးစောင့်ရှောက်တဲ့အချိန်ကနေစတင်လို့မိသားစုရဲ့စီးပွားရေးကရင်ကထပ်ပေါ်ပြီးအဆင် ဖြစ်လာခဲ့ပါတယ်။သူရိမင်းခန့်ကိုဘဂဝရီမေတော်ကြီးကချင်းလွန်းလို့အာဂရင်းတဲမာတော်ငုံထားခဲ့တာပါ။ရွှေကြိုဖြစ်ရွေးချယ်ခံရတာကလည်းဘဂဝရီမေတော်ကြီးကြောင့်ဖြစ်ပြီးသူရိမင်းခန့်ကသူ့ရဲ့ဆန္ဒတစ်ခုအနေနဲ့နမဝေမြင့်လို့အကြိတ်ကြီးဖြစ်ချင်နေပါတယ်။ အချောင်းမြင့်သမီးတွေရဲ့ခန္ဓာကိုယ်ကိုအားမကျဘဲနဝဝင်မြင့်ရဲ့ခန္ဓာကိုယ်ကိုအားကျပြီးကိတ်ချင်နေတဲ့သူရိမင်းခန့်ပေါင်းဘရိတ်တ်တို့ရဲ့မြင့်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နောက်နေ့တိုင်းအတွက်ပြန်ရွှေပါစေ